မရဘူရာမျိုးနယ်၌မင်းဒီအိုးဝေငားရန်စီနေ၍ရင်မောင်းဟာဓာဖြစ်တို့ကလူရက်မှုကျွလွန်သူနှုတ်ကိုဖမ်းဆီးရမိမေလ21ရက်ညနေ၄နာရီခန့်တွင်အမရဘူရာမျိုးနယ်ဇဲကျော်ရက်ကွက်နေဦးကျော်လင်းအသက်60နှစ်မောင်းနှင်သော NDY 27ယူ885လေးမင်းဒီအိုးဝေရှင်အားငားရန်စီနေလိုက်ပါလာသူ အမျိုးသားနှုတ်ကရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်းအမှတ်364မိုင်9ဖာလုံး ယူရီအမရာဂါဒင်စီးတီးအနီးရောက်၌ဂျင်မောင်းဦးကျော်လင်းအားဓာဖြစ်ထိုးကာမင်းဒီအိုးဝေရှင်အားလူရယူဆောင်သွားခဲ့ပြီးဂျင်မောင်းဦးကျော်လင်းတွင်လက်ဝင်းထိုးသွင်းတံရတစ်ချက်ဦးကောင်းနောက်ဆက်ထိုးသွင်းတံရတစ်ချက်တို့ရရှိခဲ့ကြောင်းသိရပါသည်အဆိုပါလူယူခံရသည့်မင်းဒီအိုးဝေရှင်နှင့်အတူကျွလုံသူများဖြစ်ကြသည့်ပြည်ကြီးတော်မြို့နယ်ဒဂွန်တိုင်းရက်ွက်နေစုံမင်းထွန်းခထက်ဆိုင်အသက်19နှစ်အဖဦးဝေလွင်အောင်နဲ့ ဇော်ဝင်းထွန်းအသက်16နှစ်အဖဥခင်စောထွန်းတို့အားပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်အယိုးသွားခုနှစ်လက်မခန့်စီရှိတဦးကျော်နှစ်ချောင်းနှင့်တူဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်ပြစ်မှုကျူးလွန်သူစိုးမင်းထွန်းခထထဆိုင်နှင့်ဇော်ဝင်းထွန်းတို့နှစ်ဦးအားဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရပါဗါဒ်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲ ဘေးပြားတွေဝေးကွာကြပါစေဗျာ။